ရာရာကိုမေတ္တာနဲ့ဖြည့်ရှင်းလို့မရဘူးလို့ပြောတဲ့လူရှိရင်ကျွန်တော်မှအသက်ရှိတဲ့ဥပမာတစ်ခုရှိပါတယ်။အဲဒါကတော့ clown fit တွေဖြစ်ပါတယ်။ clown fit တွေကရှစ်စရာကောင်းတုံးငါးတွေထဲမှာပါဝင်ပါတယ်။ညညရေးရသူတို့ကပင်လယ်ပန်းဝင်နေထဲမှာနေထိုင်ကြပါတယ်။ပင်လယ်ပန်းဝင်နေကအရှာငါးတွေကိုလက်တံနဲ့ထိုးပြီးအင်တာနက်အစိတ်ပြင်ပါတယ်။ကလောင်ငါးတွေကိုတော့အန်ဒီရမပေးပါဘူး။ ဒီလေတော့ကလောင်ကားဒီအားလုံးကမွေးရပါအဖူတွေပါဖွဲ့ထဲမှာအကြီးဆုံးကားကအမဖြစ်ပါတယ်စိတ်မပူပါနဲ့နောက်တော့တင်နားရဲသွားပါလိမ့်မယ်နောက်ပြီးဒုတိယအကြီးဆုံးကားကမိတ်လိုက်တဲ့အဖူပါရှားကားငယ်လေးကဘာမှအလုံးမလုပ်တဲ့ငါးပေါက်လေးတွေပါမိတ်လိုက်ဖို့အချိန်တန်တဲ့အခါငါးစုံကသူတို့အိမ်ဘေးကကြောက်တုံးကိုတန့်ရှင်းရေးလုပ်ကြပါတယ်ပြီးတော့အမကပင်နဲ့ပန်းမွေအညီမှာဥပေါင်းတစ်ထောင်လောက်ဥစားပါတယ် ဖိုတွေကလည်းသူ့ရဲ့တုပ်ဘိုးကိုဥရီဘိုးကိုပတ်ဖြန်းပါတယ်။ဒီအခါဖေတွေကဥရီကိုစောင့်ချောက်ဖို့တာဝန်ယူပါတယ်။သူကအဲ့ဒီနေရာကိုအမြဲတမ်းစင်ရေးလုပ်ပါတယ်။မကောင်းတဲ့ဥရီကိုလည်းလွတ်ပစ်ပါတယ်။ပြီးတော့ဥရီအောက်ဆီဂျင်ရရှိကိုလေနဲ့မှုတ်ပေးရပါတယ်။စင်ကာလာကြတဲ့အခါကလောင်းကားအစ်စ်တီဖောက်လာပါတယ်။တကယ်လို့မသေးဝါရင်အဲ့ဒီအဖိုးကအမအဖေပြောင်းသွားပါတယ်။ခါကဘာကြောင့်လဲလို့သိမိနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဖိုးတွေကဇနီးတွေကိုအမှတ်ရလို့လိန်ပြောင်းလိုက်တာဖြစ်ပါတယ်။ ဲတကယ်တော့အသိပဲမြင်ရချင်းနေတော့ဘာကြောင့်လိမ်ပြောင်းရလဲဆိုတာမသိပါဘူးကျွန်တော်ကကျွန်တော်ရဲ့တီရိုကြီးကိုပြောခဲ့တာပါခုတော့သူကသူမအဖြစ်ပြောင်းလဲသွားပါပြီ။ဘာပေါ့လေးရဲ့မှာတက်ကြသောအကောင်ကအဖို့ဖြစ်သွားပါလေ။ပြီးတော့မျိုးဝါချင်းဆက်လုပ်ပြီးဘဝဆက်ဝန်းကလည်းပတ်နေပါလေ။နာမွေးကလေးကအဖို့ဖြစ်တယ်လို့ပြောနိုင်ပါလေ။ဒါပေမဲ့ခုတော့ငါရဲ့လင်ကအမဖြစ်နေပါပြီ။ဒါကဘာကြောင့်များပါလဲ။ကိုမတ်မှာမဆက်ရေးခဲ့ပါအောင်။